တဘောပဝင်ခြင်းနဲ့ဂေယစနစ်ထိမ့်သိမ့်နိုင်စေဖို့စိန်လန်းစုပြည့်တဲ့ပဝင်ခြင်းကောင်းတဲ့ကောင်းမွန်တဲ့ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေဖို့အရေးအဝါဒရရှိစေဖို့စတဲ့ရွေးချယ်များဖြင့်နေဆက်ကြီးရဲ့ဝန်ကြီးဌာနရဲ့2025ခုနှစ်ပထမအကြိမ်မိုးရသည့်တစ်ပင်စိုက်ပျိုးပွဲကိုဒီနေ့မနက်ပိုင်းမှာရုံဧရိယာအတွင်းရှိယာယီအရာတန်းအိမ်ရာဝင်းကျင်းမှာကျင်းပပါရယ် အခမ်းအနားမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်နေဆကြီးရဲ့ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြီးကအမှားစကားပြောကြားကာကံကော်ဝင်ကိုစတင်စိုက်ပျိုးပေးပြီးဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြူသက်နဲ့တာဝန်ရှိသူများကဂျန္နာတန်းဝင်ပင်နှစ်ရှည်ပင်နဲ့အရေးရာလေးကားပင်များကိုအမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့်စူပေါင်းစိုက်ပျိုးနေမှုကိုလက်လေကြည့်ရှုအားပေးခဲ့ပါသည် အလားတူနေဆယ်ရဲ့ဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်ကောလိပ်ရုံးနဲ့ကျောင်းမြမှာလည်း2025ခုနှစ်ပထမအကြိမ်မိုးရသည့်တက်ပင်ဆိုင်ပြွဲများကိုတပြိုင်တည်းကျင်းပပြီးဂျန္နာတန်းဝင်ပင်နှစ်ရှည်ပင်အရေးရန်လေးကားပင်နဲ့ဒီပင်စားပင်များကိုစုပေါင်းဆိုင်ပြုခဲ့ကြောင်းနဲ့နေဆယ်ရဲ့ဝန်ကြီးဌာနတစ်ခုလုံးနေဖြင့်ဒီနေ့မှပြွေဝင်မှာ1622ပင်ဆိုင်ပြုခဲ့ပြီးရှင်တန်းအောင်မြင်ပြထွန်းရင်အတွက်ဆက်လက်ထိန်းသိမ်းပြုစုဆောင်ရွက်တော့မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ